မန္တလေးကျုံးဘေးမှာယာယီခုံလုံးနေရာကနေစစ်ကောင်စီကအတင်းကျပ်နေရာရွှေခိုင်းလို့ကျုံးရဲ့မြောက်ဖက်တန်းကသူ့ဓမဇီယက်တန်းကိုရောက်လာတဲ့ငလင်ဘေးတင့်ပြည်သူတွေမိုးလုံလေလုံယာယီတဲတွေလိုအပ်နေတယ်လို့အဲ့ဒီသူတွေက RFA ကိုပြောပါတယ် စစ်ကောင်စီကနှုတ်ဆုံးထားရွှေခိုင်းတဲ့ဧပြီ9ရက်ညမှာပဲမန္တလေးမှာမိုးလေပြင်းပြင်းထန်ထန်ရွာခဲ့တာကြောင့်သူတမဇေယျဘေးမှာနေချရတဲ့သူတို့အားလုံးတညလုံးမအိပ်ရပဲမိုးရေဆူဆူနဲ့ဖြတ်တန်းခဲ့ကြရတယ်လို့ငလျင်ဘေးဒုက္ခသည်တဦးဖြစ်တဲ့ကိုကျော်ကျော်ကပြောပါတယ် ဒီမှာတဲရလို့တာကဒီမှာအဆောင်ရရတာဟာတွေကသူတို့ကမိုးလုံလီလုံတက်သူတို့ကဆင်ပြေနေကြတယ်။ဒါပေမဲ့အဆောင်ထဲမှာအဆောင်ရဘေးမှာရှိတာမိုးလုံလီလုံမလုံနိုင်ဘူး။အဲ့ဒါကြောင့်လည်းသူတို့ကအားရတွေတဲရတားကရေးကြည့်နေပါတယ်။မိုးလုံကအတွဲထဲမှာဆိုတဲ့သူတို့တော့အဆင်ပြေပါတယ်။အပြင်မှာနေတဲ့ဟာတွေကမနေ့ကလည်းညဒီမုန်တိုင်းဖြစ်ပြီးတော့ကျွန်တော်တားကိုဒုက္ခရောက်နေပါတယ်။ နေရရွှေခိုင်းတဲ့သူတွေကမိုးလုံနဲ့ထီးတွေတဲတွေလာပေးမယ်လို့ပြောခဲ့ပေမဲ့ဧပြီလ၈ရက်နေ့ဒီနေ့အထိတစုံတစ်ခုမှလာမပေးဘူးလို့ငလျင်ပေးတင့်ပြည်သူနောက်တဦးကလည်းပြောပါတယ်။မိုးတွေလည်းလိုက်တဲ့ချိန်ကတော့ထီးမိုးကလည်းပဲရလဲပေးမယ်ပေးမယ်ဆိုပြီးတော့သူတို့ဘက်ချီမှာပဲယူထားလိုက်တယ်။မိုးကခုချိန်ဒီလက်ထီးမရောက်ဘူး။ဒါကသမီးတို့ဝယ်ထားတဲ့ဟာလေးနေပဲလာတာအင်ကြီးတွေကလည်းအကုန်ဆွဲနေသွားတယ်။မင်းကမိုးမိုးတွေလေးတွေတိုက်တော့မုတ်တွေပါရင်ညာတွေဝေတဲ့ချိန်ရင်းနေပါတော့ အရှိတန်းတွေပါလေရတယ်လို့အရှိတွေကျော်ဝေတော့အရှိတွေကျော်ရတယ်ဒီအနောက်ကလူတွေကဘာမှမရဘူးတမီးတို့မှအသက်60အဖွားကြီးယူကြောင်မူကြောင်ဘာကြီးလဲပါတယ်ဟိုဟာတေးပလေပေါက်ချလိုက်တယ်ဘာမှမကြည့်တမီးတို့ဒီမှာအိတ်ဒီမှာစားအဲ့လိုမျိုးဖြစ်နေရတယ် ူတို့တပတ်ရှိရလောက်ယာယီခိုလုံခဲ့တဲ့မန္တလေးကျုံးဘေးမှာဆက်ပြီးညအိပ်ပိုင်ခွင့်မရှိတော့ဘူးဆိုပြီးလော့စပီကာနဲ့လိုက်ပြီးအော်နေတာကြောင့်ကုသူတော်ဖះအနီးကျုံးရဲ့မြောက်ဖက်သူတို့မှာဇီယတန်းကိုအားလုံးရွှေ့ပြောင်းပေးခဲ့ရတယ်လို့ငလျင်ဘေးဒုက္ခတဲ့နောက်တူကလည်းပြောပါတယ်မိုင်းနဲ့လိုက်អော်တယ်လိုင်းမောင်ជုံနဲ့လိုင်းမောင်မှာဒီလိုလိုင်းနဲ့ជုံမှာမိုင်းနဲ့လိုက်អော်တယ်ညာအိပ်ပိုင်ခွင့်မရှိဘူးညာအိပ်ပိုင်ခွင့်မရှိဘူးဆိုကြော်ဒီဘက်ជួយလိုက်တာဗျာ မင်းစရာမရှိတော့လို့လမ်းဘေးရောက်နေတဲ့သူတို့ဒုက္ခတွေတွေညဘက်မှာမိုးလေတွေတိုက်တဲ့တန်ခံရပြီးဒုက္ခမျိုးမျိုးကြုံနေရတယ်လို့ငလျင်ဘေးဒုက္ခတွေနောက်အမျိုးသမီးတဦးကလည်းပြောပါတယ်။ဘယ်ကန်ဆုံးမှသွားလေရမိုးလိုက်လို့ရွာဆွဲပုံမျိုးဖြစ်နေပါပြီ။ဒီတိုင်းတက်ဖြစ်နေပေါ့တော့အခုနေစရာမရှိတော့နေရာတက်တက်ဖြစ်နေငရင်းလှုပ်နေတော့ဒုက္ခမျိုးမျိုးကြုံနေဆုံးနေကြရတယ်ပေါ့။ ကျုံးဘေးကနေအများနည်းသူပြောင်းရွှေ့လာတဲ့နောက်ထပ်မျိုးသမီးတူအွားတော့အခုလိုဇရက်တန်းမှာတီးတီးတန့်တန့်နေခွင့်ရတာပိုပြီးကောင်းတယ်လို့ပြောပါတယ်။အခုလိုခွဲလိုက်တော့じゃတကယ်ဒုက္ခရောက်တဲ့လူနဲ့မရောက်တဲ့လူနဲ့ကွာသွားတာ။ခွဲသွားတာပေါ့နော်။ဒုက္ခရောက်တဲ့လူကဒါရက်ွက်ထဲကအကုန်သီးသန့်အကုန်လုံးဒီမှာလာစု။ကျုံးဘေးမှာကြတော့ကျွန်တော်တို့ဘာမှမဖြစ်ဘဲနဲ့လာယူတဲ့လူတွေအများဆုံးပါလာပြီးတော့မှလူလာတွေじゃကိုယ်ပါနာမည်တွေပြက်ပြီးဘာမှမရတော့။သူကဝင်းဝင်းလူကြတော့ ကလုံးသိရုပ်ပြတ်သွားတာကွာဒါကတော့အကုန်လုံးအမှန်ကန်တို့ကရောက်တဲ့လူတွေငရင်နဲ့ပြီးတဲ့လူတွေကြီးပဲအကုန်လုံးရက်ွက်တိုင်းရက်ွက်တိုင်းရပါငလျင်ပဲတင့်ပြည်သူတွေနေစရာခက်ခဲဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီပြောခွင့်ရမန္တလေးတိုင်းစစ်ပွားရေးရာဝန်ကြီးဦးသိန်းထေးကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့လက်ခံဖြေကြားတာမရှိပါဘူး။ မျိုးသားညီညွတ်ရေးအစိုးရ NUG ကမြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ပြင်းအား9.8ရှိတဲ့မြေငလျင်ကြောင့်စကိုင်းမန္တလေးနေပြည်တော်နဲ့ပဲခူးမြို့နယ်ကနေအိမ်စုစုပေါင်း28,448လုံးထိခိုက်ပျက်စီးခဲ့ပြီးပြည်သူ3,300သိန်းနီးပါးငလျင်တန်းခံခဲ့ရတယ်လို့ဧပြီလ6ရက်နေ့ကထုတ်ပြန်ပါတယ်။ နေလျင်ကြောင့်ဒီမြို့နယ်၄ခုမှာတေဆုံးသူ3049ဦးရှိပြီးဒဏ်ရာရသူ2593ဦးရှိတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြပါဗျ။စစ်ကောင်စီကတော့နိုင်ငံတော်မှာငလျင်ကြောင့်တေဆုံးသူ3514ဦးအထိရှိလာပြီးဒဏ်ရာရသူ4809ဦးရှိကြောင်းဧပြီလ6ရက်နေ့ညပိုင်းမှာပဲထုတ်ပြန်ထားပါတယ်ရှင်။